ဟယ်လိုမင်္ဂလာပါဗျာဒီနေ့ဗီဒီယိုမှာတော့မိမိကွန်ပျူတာမှာ password ပေးနည်းဖြုတ်နည်းနှစ်နည်းကိုပြောပြပေးပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကျွန်တော် channel ကို subscribe လုပ်ပေးခဲ့ပြီးဘေးနားကခေါင်းလောင်းပုံလေးနှိပ်ထားပေးဖို့မမေ့နဲ့နော် ပထမဆုံးတနည်းက start menu ဘေးက စပားကိုနှိပ်ပါပြီးရင် control panel လို့ရိုက်ထည့်ပြီး အန်ဒါခောက်လိုက်ပါဒီနေရာမှာကေတာဂိုရီမဟုတ်ဘဲနဲ့ small အင်ကုန်ဖြစ်နေကေတာဂိုရီကို ပြောင်းပေးလိုက်ပါပြီးရင် user account ကိုနှိပ်ပါ user account ကိုထပ်နှိပ်ပါဒီအောက်က money အနာတာ account ကိုနှိပ်ပါ ယူဆကိုနှိပ်ပါဒီယူဆမှာကမိမိကွန်ပျူတာမှာမောင်မောင်လို့ပေးထားရင် မောင်မောင်လို့ပေါ်နေမယ်အောင်အောင်လို့ပေးထားရင်အောင်အောင်ပေါ့ပြီးရင် create password ကိုနှိပ်ပါဒီနေရာမှာမိမိကြိုက်တဲ့ password ကိုပေးပါအောက်က password ဟင့်နေရာမှာမိမိကြိုက်တာထည့်လို့ရပါတယ်မထည့်ချင်ရင် မထည့်လည်းရပါတယ်ပြီးသွားရင် create password ကိုနှိပ်လိုက်ပါ ဒါဆိုရင် password ရှိမရှိစမ်းဖို့ window key နဲ့ app key ကိုနှိပ်ပြီး login ဝင်ကြည့်လိုက်ပါဒီမှာ password ရှိသွားပါပြီ password ဘယ်လိုဖြုတ်ရမလဲဆိုရင် ခုနကလိုပဲစပားကိုနှိပ် control panel လို့ရိုက်ထည့်ပြီး enter ခောက်လိုက်ပါ user account ကိုနှိပ် user account ကိုထပ်နှိပ် manage another account ကိုနှိပ် ယူဆာကိုနေချိန်ပတ်ဝေါ်ကိုနေအပေါ်ဆုံးတစ်ကွက်မှာမိမိပေးထားခဲ့တဲ့ပါဝေါ်ကိုရိုက်ထည့်ပြီးရင်ချိန်ပတ်ဝေါ်ကို နေလိုက်ပါဒါဆိုရင်ပတ်ဝေါ်မရှိတော့ပါဘူးနောက်ထပ်တနည်းကို ပြောပြပါမယ်စက်ဘာကိုနေပြီးကွန်မန်ပရွန်လို့ရိုက်ထည့်လိုက်ပါ ပြီးရင် administrator နဲ့ဖွင့်လိုက်ပါဒီနေရာမှာတေချာကြည့်ပါကွန်ပျူတာရဲ့ username ကိုကြည့်ဖို့ net user လို့ရိုက်ထည့်ပါပြီးရင် enter ခောက်လိုက်ပါဒီနေရာမှာမိမိရဲ့ username ကမောင်မောင်ဆိုရင်မောင်မောင်အောင်အောင်ဆိုရင်အောင်အောင်လို့ပြပေးပါလိမ့်မယ်ကျွန်တော်မှာက user လို့ပဲပေးထားလို့ user လို့ပြနေတာပါဒါဆိုရင် net ယူဆလို့ရိုက်ပြီးရင်မိမိရဲ့ယူဆနိုင်ကိုထည့်ပါပြီးရင် space bar တစ်ချက်နှိပ်ပြီးမိမိကြိုက်တဲ့ password ဒီမှာရိုက်ထည့်ပါပြီးရင် enter နှိပ်လိုက်ပါဒါဆိုရင် password ရှိမရှိ window key နဲ့ key နဲ့နှိပ်ပြီး login ဝင်ကြည့်လိုက်ပါဒီမှာ password ရှိသွားပါပြီ။ password ဘယ်လိုဖြုတ်ရမလဲဆိုရင် server မှာ command prompt လို့ရိုက်ထည့်ပြီး administrator နဲ့ဖွင့်ဒီနေရာမှာ net user မိမိရဲ့ user name ကိုထည့် space bar တစ်ချက်ချပြီး shift key နဲ့8ကိုတွဲနှိပ်ဒါဆိုရင်ဒီလို start လေးပေါ်လာမယ်ပြီးရင် enter 3ချက်နှိပ်လိုက်ပါ ဒါဆိုရင် password ဖြုတ်ပြီးသွားပါပြီ။ဒါဆိုရင်မိမိကွန်ပျူတာမှာ password ပေးနည်းဖြုတ်နည်းတိသွားပြီးထင်ပါတယ်။မရှင်းလင်းတာဒါမှမဟုတ်သိကျင်တာတွေရှိရင် comment မှာရေးပြီးမေးခဲ့လို့ရပါတယ်နော်။အားလုံးအဆင်ပြေကြပါစေဗျာ။